28ခုမြောက်သောစာလံအကျွန်ုပ်ဤကြောက်ဖြစ်တော်မူသောသာဝရဖျားကိုတော်ကို အကျွန်ုပ်အော်ဟစ်ပါ၏မထူးဘဲနေတော်မူပါနှင့်မထူးဘဲနေတော်မူရင်အကျွန်ုပ်သည်တင်းချိုင်းတွင်ထဲသို့ဆင်းသောသူကဲ့သို့ဖြစ်ရပါမည်အကျွန်ုပ်သည်တန်ရှင်သောဗျာဒိတ်ဌာနတော်သို့လက်တော်ကိုချီ၍ ကိုရောကိုအော်ဟစ်တော့အခါအကျွန်ုပ်တောင်းလျှောက်တော့အတန်ကိုနားထောင်တော်မူပါအိမ်နီးချင်းဤအကျိုးကိုဖြတ်စည်းလိုသောစိတ်နှလုံးရှိသည်နှင့်လောကဝတ်စကားကို ပြောတတ်တော်သူဒီဟုသောသိုးရုပ်တော်အမှု မတရားသော အမှုကို ပြုတတ်သောသူတို့နှင့်အတူအကျွန်ုပ်ကိုသွေးဆောင်တော်မူပါနှင့် ူတို့ကျင့်တော်အကျင့်တလစ်သိုးယုတ်တီနှင့်အညီအကျိုးအပြစ်ကိုဆက်ပေးတော်မူပါသူတို့ပြုမှုသည်အတိုင်းဆက်ပေး၍အပြစ်နှင့်အလျောက်စီရင်တော်မူပါသူတို့သည်ထာဝရဖျား၏အမှုတော်ကို၎င်းလက်တော်နှင့်ပြုပြင်တော်မူရာကို၎င်းမမတ်ကြသောကြောင့်တိဆောက်တော်မူမူဖြိုဖျက်တော်မူမည် ထာဝရဘုရားသည်မင်္ဂလာရှိတော်မူစေတည်းငါငါတောင်းလျှောက်သောအတန်ကိုနားထောင်တော်မူပြီးထာဝရဘုရားသည်ငါဤခွန်အားပလငါဤအကွယ်အကာဖြစ်တော်မူ၏ငါနှလုံးသည်ထိုဘုရားကိုကိုးစား၍ငါကိုစောင့်မတော်မူသောကြောင့်ငါနှလုံးသည်ရှင်လန်းလျက်ရှိ၏ တချင်းဆိုလျက်ဂုံတော်ကိုငါချီးမွမ်းမည်ထာဝရဘုရားသည်မိမိလူစု၏ခွန်အားဗလဖြစ်တော်မူ၏အထံတော်၌ဘိသိက်ခံတော်သူ၏ကဲတင်ခြင်းအကြောင်းကိုခိုင်ခန့်မြဲမြံစေတော်မူ၏ကိုတော်၏လူစုကိုကဲတင်၍အမွေတော်ကိုကောင်းကြီးမင်္ဂလာပေးတော်မူပါ သူတို့ကိုအုတ်ထင်း၍ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ26ခုမြောက်သောစာလံအိုဖျားသခင်သားတို့ထာဝရဖျားသည်ဘုံတကူကြီးတော်မူသည်ဟုဝန်ခံကြလော့ထာဝရဖျားဤနာမတော်သည်ဘုံကြီးတော်မူသည်ဟုဝန်ခံလျက်တန့်ရှင်းသောတရားကို စင်၍ထာဝရဖျားကိုကိုးကွယ်ကြလော့ထာဝရဖျားဤအတန်တော်သည်တမုတ်တရားပေါ်မှရှိတော်မူ၏ဘုံကြီးတော်မူသောဖျားသခင်သည်မိုးချုံတော်မူ၏ထာဝရဖျားသည်များစွာသောရေပေါ်မှရှိတော်မူ၏ထာဝရဖျားဤအတန်တော်သည်တကိုးနှင့် ပြည့်စုံတော်မူ၏။ထာဝရဘုရား၏အတန်တော်သည်ဘုံအာနုဘော်နှင့်ပြည့်စုံတော်မူ၏။ထာဝရဘုရား၏အတန်တော်သည်အာရိပင်တို့ကိုချိုးတော်မူ၏။အကယ်စင်စစ်ထာဝရဘုရားသည်လေပနုံအာရိတော်ကိုချိုးတော်မူ၏။တော်ကိုနဝတငယ်ကဲ့သို့၎င်းလေပနုံတော်နှင့် စီရုံတော်ကိုကြံ့တငယ်ကဲ့သို့၎င်းခုံစီတော်မူ၏။ထာဝရဖျား၏အတန်တော်သည်မီးရှံကိုခွဲတော်မူ၏။ထာဝရဖျား၏အတန်တော်သည်တောကို၆ချားတော်မူ၏။ထာဝရဖျားသည်ကာဒီရှတောကို၆ချားတော်မူ၏။ထာဝရဖျား၏အတန်တော်သည် တမင်တရေမတို့ကိုမွေးဖွားစေတော်မူ၏တောတစာတို့ကိုလည်းပယ်ရှင်းတော်မူ၏ဗိမာန်တို့၌ခတ်သိမ်းတော်သူတို့သည်ဘုံတော်ကိုပေါ်ပြကြစေထာဝရဖျားသည်မိုးတက်မုန်တိုင်းပေါ်မှထိုင်တော်မူ၏အကယ်စင်စစ်ထာဝရဖျားသည်အစဉ်အမြဲရှင်ဘရင်အရာနှင့် ိုင်တော်မူ၏။ခါရဖျားသည်မိမိလူစုကိုခိုင်ခန့်စေတော်မူ၏။ခါရဖျားသည်မိမိလူစုအားငြိမ်သက်ခြင်းကောင်းကြီးမင်္ဂလာကိုပေးတော်မူ၏။30ခုမြောက်သောဇာလံ။အိုးခါရဖျားကိုတော်ကိုအကျွန်ုပ်ချီးမွမ်းပါမည်။အကျွန်ုပ်ကိုဆယ်နှုတ်တော်မူ၏။ ယန္တုတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ရသောအခွင့်ကိုပေးတော်မူ။အိုအကျွန်ုပ်ဤဘုရားသခင်ထာဝရဘုရားအကျွန်ုပ်သည်ကိုတော်ကိုအော်ဟစ်၍ကိုတော်သည်ချမ်းသာပေးတော်မူ၏။အိုထာဝရဘုရားကိုတော်သည်အကျွန်ုပ်ဤဝိညာဉ်ကိုမရဏနိုင်ငံထဲကနှုတ်ယူတော်မူပြီး တင်းကြိုင်တွင်ထဲသို့မစင်းစီပဲအကျွန်ုပ်ကိုအသက်ချမ်းသာပေးတော်မူပြီးထာဝရဘုရားဤတန်ရှင်သူတို့ထာဝရဘုရားကိုထောမနာတခြင်းဆိုကြလော့တန်ရှင်သောနာမတော်ကိုချီးမွမ်းကြလော့အမျက်တော်သည်ခဏထွက်၏ခြေစူးတော်မူကတသက်လုံးတည်၏ ညဦးရန်၌ငိုကြွေးချင်းသည်လာ၍တဲခု၏နနက်ရန်၌ကတချင်းဆိုရသောအခွင့်ရှိ၏ငါသည်လှုပ်ရှားခြင်းနှင့်အစဉ်ကင်းလွတ်လိမ့်မည်ဟုကောင်းစားစဉ်အခါအကျွန်ုပ်အောက်မေ့ပါ၏ဩသာရဗျာကျေးဇူးတော်အားဖြင့်သာကျွန်ုပ်ဤတောင်းသည်ခိုင်ခန့် မြင်းမြန်ပါ၏မျက်နှာလွှဲတော်မူသောအခါဆင်းရဲခြင်းတို့ရောက်ပါ၏ဩသာဝရဖျားအကျွန်ုပ်သည်အသက်ဆုံး၍တင်းကြိုင်တွင်ထဲသို့ဆင်းလျင်အဘယ်အကျိုးရှိပါအန်နီမြေမှောက်သည်ကိုတော်ကိုချီးမွမ်းပါမည်လောတစ္ဆာတော်ကိုပေါ်ပြပါမည်လောဩသာဝရဖျား နားထောင်၍ကေမတနာရမူပါ။အိုးထာဝရဖျားအကျွန်ုပ်ကိုစောင့်မတော်မူပါဟုကိုတော်ကိုအကျွန်ုပ်အော်ဟိ၍ထာဝရဖျားကိုတောင်းလျှောက်ပါ၏။ထိုအခါကျွန်ုပ်ညီးတော်မြည်တမ်းခြင်းကိုကားခုန်ခြင်းဖြစ်စေတော်မူ၏။အကျွန်ုပ်ဝတ်တော်ရှော့တီအဝတ်ကိုချွတ်၍ဝမ်းမြောက်ခြင်း ခါပနှင့်စီးတော်မူ၏တို့ဖြစ်၍အကျွန်ုပ်၏ဝိညာဉ်သည်တိတ်ဆိတ်စွာမနေကိုတော်ကိုတခြင်းဆိုပါမည်အကျွန်ုပ်၏ဖျားသခင်ထာဝရဖျားကျေးဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါမည်32ခုမြောက်သောဇာလံကိုထာဝရဖျားကိုတော်ကိုအကျွန်ုပ်ခူလုံပါ၏ချက်ချောက်ချင်းနှင့်အစဉ် กินลุပါစေတော့တရားတော်နှင့်အညီအကျွန်ုပ်ကိုကယ်နှုတ်တော်မူပါအကျွန်ုပ်ဘတ်တို့နာတော်ကိုလှည့်၍အလင်းအမြန်ကယ်နှုတ်တော်မူပါကိုတော်သည်အကျွန်ုပ်၌ခိုင်ခန့်သောကြောင့်အကျွန်ုပ်ခိုလုံရာရဲတိုက်ဖြစ်တော်မူပါအကယ်စင်စစ်အကျွန်ုပ်၏ကြောင့်အကျွန်ုပ်၏ရဲတိုက်ကား ကိုတော်ပေသည်နာမတော်အဖို့အလို့ငါအကျွန်ုပ်ကိုလမ်းပြ၍တွင်တင်ပဲ့ပြင်တော်မူပါကိုတော်သည်အကျွန်ုပ်ခိုးလုံရာဖြစ်တော်မူ၏ထိုကြောင့်အကျွန်ုပ်အဖို့ဝတ်ထားသောကြော့ခွင်းထဲကအကျွန်ုပ်ကိုနှုတ်ယူတော်မူပါတစ္ဆာဆောင်တော်မူသောဘုရားသခင်သာဝရဘုရား ကိုတော်သည်အကျွန်ုပ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍အကျွန်ုပ်ဤဝိညာဉ်ကိုကိုတော်လက်၌အပ်ပါ၏မူတာအနတ္တကိုစည်းကပ်တော်သူတို့ကိုအကျွန်ုပ်သည်မုန်း၍ထာဝရဘုရားကိုခိုလုံပါ၏ဂယုဏတော်ကြောင့်ဝန်တာရှင်လန်းခြင်းရှိပါလိမ့်မည်ကိုတော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည်ရှု၍အကျွန်ုပ်ဤဝိညာဉ်တွေ့တော်အမှုကိုတိမှတ်တော်မူ၏အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲခြေဝန်းတော်အရ၌နေရာချတော်မူ၏။"ဩထာဝရဖျားအကျွန်ုပ်၌အမှုရောက်ပါပြီ။ထိုကြောင့်အကျွန်ုပ်ကိုတနာတော်မူပါ။ပူပန်ခြင်းအပြင် အကျွန်ုပ်မျက်စိစိတ်နှလုံးဝမ်းတို့သည်ပြတ်ကြပါပြီအကျွန်ုပ်သည် ပူပန်ခြင်းရှိ၍အသက်ကာလကိုလွန်စေရပါ၏နှိစင်အတိုင်းကြီးတွားလျက်နေရပါ၏ကိုအပြစ်ကြောင့်အကျွန်ုပ်အာရုံ၍ရန်သူများကြောင့်ရိုးတို့သည်ဆွေးမြေ့ကြပါ၏အိမ်နီးချင်းတို့သည် အကျွန်ုပ်ကိုအထူးသဖြင့် ခဲ့ရဲ့ကြပါ၏အကျွန်ုပ်အကျွမ်းဝင်သောသူများတို့သည်လည်းယွံကြပါ၏အိမ်ပြင်မှာအကျွန်ုပ်ကိုတွေးမြင်သောသူတို့သည်ရှောင်၍ပြေးကြပါ၏မအောင်မိသောအတီကောင်ကဲ့သို့အကျွန်ုပ်ကိုမေ့လျော့ကြပါ၏ဦးချမ်းကဲ့သို့အကျွန်ုပ်ဖြစ်ပါ၏လူများကဲ့ရဲ့ပြည့်တင်ခြင်းကိုကြားရ ပါ၏။ပဝန်းကျင်အရက်တို့၌ကြောင်မတ်ဖွေသောအကြောင်းရှိပါ၏။လူများတို့သည်အချင်းချင်းတင်းဖွဲ့လျက်အစနှုတ်အတက်ကိုတက်မီအကြောင်းကြံစီကြပါ၏။တို့တော်လေထာဝရဖျားကိုတော်ကိုအစနှုတ်ကူစားပါ၏။ကိုတော်သည်အစနှုတ်ဤဖျားတခင်ဖြစ်တော်မူသည်ဟုအစနှုတ်လျှောက်ဆိုပါ၏။ အကျွန်ုပ်၌ဖြစ်လေသမျှတော့အမှုအရာတို့ကိုကိုတော်စီရင်ပိုင်တော်မူ၏ယံသူတို့နှင့်နှင်းဆဲတတ်တော်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နှုတ်တော်မူပါမျက်နာတော်ဤအလင်းကိုကိုတော်ဤကျုံအပေါ်၌ထွန်းလင်းစေတော်မူပါဂိယုနာတော်ကြောင့်အကျွန်ုပ်ကိုကယ်တင်တော်မူပါအိုးထာဝရဖျား အကျွန်ုပ်သည်ကိုရောကိုဆုတောင်းပတနာပြုပါသည်ဖြစ်၍ရှက်ကြောက်ခြင်းမရှိပါစေနှင့်လူဆိုးတို့မူကားအရှက်ကိုလျက်မနာနိုင်ငံ၌တိတ်ဆိတ်စွာနေကြပါစေသောမာနထောင်လွှားခြင်းမထီမဲ့မြင်ပြုပြင်ခြင်းနှင့်တကားဖြောင်းမတ်တော်သူတဖန်၌စော်ကားသောစကားကို ပြော၍မူတာ၌ခြင်းလေသောနှုတ်သူသည်တိတ်ဆိတ်စွာနေကြပါစေသောကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အဖို့တူထားတော်မူ၏လူသားတို့ရှိမှကိုတော်ကိုခိုးလုံသောသူတို့အဖို့ပြုပြင်တော်မူသောစုကျေစုတော်သည်အလွန်ကြီးလာပါ၏လူတို့ပြုတ်တတ်သောပရိယေနှင့် င်းလော့စေခြင်းကကျင်းဝတ်တော်မူရာအတွင်းအရ၌ထို့သူတို့ကိုဝတ်ထားတော်မူ၏ယံတွေ့ခြင်းအတန်ကိုခွဲကာလျက်တဲတော်တွင်သူတို့ကိုစောင်းမတော်မူ၏ထာဝရဖျား၌မင်္ဂလာဖြစ်စေတည်းအကြောင်းမူကားခိုင်ခန့်သောမြို့တို့၌အံ့ဖွယ်သောမေတ္တာ ဂယုနာတော်ကိုအကျွန်ုပ်အားထင်ရှားပြတော်မူပြီးအကျွန်ုပ်သည်ကိုတော်ဤမျက်နှာကိုရာ၌ဆုံးရှုံးပါပြီဟုအကျွန်ုပ်တုံလှုပ်လျက်ဆိုမိတော်လေကိုတော်ကိုအော်ဟစ်တော်အခါအကျွန်ုပ်ပြုတော်ပထနာစကားတန်ကိုကိုတော်နားထောင်တော်မူသည်ထာဝရဖျားဤ တန်ရှင်းသူအပေါင်းတို့ထာဝရဘုရားကိုချစ်ကြလော့ထာဝရဘုရားသည်တစ္ဆာရှိသောသူတို့ကိုစောင့်မတော်မူ၏မာနထောင်လွှားသောသူတို့ကိုကအပြစ်များစွာဆက်ပြီးတော်မူသည်ထာဝရဘုရားကိုကိုးစားသောသူအပေါင်းတို့အာယူ၍ငြင်းရင်သောစိတ်နှလုံးရှိကြလော့ 32ခုမြောက်သောစာလံအပြစ်မှလွတ်ခြင်းဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းတို့ရောက်တော်သူသည် မင်္ဂလာရှိ၏။ထာဝရဖျားအပြစ်တင်တော်မူခြင်းနှင့်ကင်းလွတ်၍လှည့်စားတတ်သောစိတ်နှင့်သဘောနှင့်ခင်းစင်တော်သူသည် မင်္ဂလာရှိ၏။ငါသည်အပြစ်ကို မဖော်မပြဘဲနေစဉ်အခါ တစ်နေ့လုံးကြီးသွားသောအာဖြင့်ငါအယူတို့သည်ဆွေးမြေ့ခြင်းတို့ရောက်ကြ၏နေ့ညမပြတ်ကိုတော်ဤလက်သည်အကျွန်ုပ်အပေါ်မှလေး၍အကျွန်ုပ်ဤချွေးရည်သည်နှွေကာလ၌သွေးချောက်ခြင်းကဲ့သို့ဖြစ်ပါ၏တဖန်အကျွန်ုပ်သည်ကိုအဖြစ်ကိုရှိတော်၌ဝင်ချပါ၏ ြူးမိသောဒူးစီရိုက်ကိုဥွက်၍မထားပါငါလွန်ကျူးသောအရာကိုထာဝရဘုရားအားပေါ်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါကိုတော်သည်ကျွန်ုပ်ပြစ်မှားခြင်းအဖြစ်ကိုလွတ်တော်မူ၏ထို့ကြောင့်ကိုတော်ကိုတွေးတင်သော အချိန်ကာလ၌တန်ရှင်းသူအပေါင်းတို့သည်ရှိတော်၌တောင်းလျှောက် ကြပါလိမ့်မည်အကယ်စင်စစ်လွှမ်းမိုးတတ်သောရေကြီးသည်သူတို့ထံသို့မချင်းရပါကိုတော်သည် အကျွန်ုပ်ခိုးလုံရာ ဖြစ်တော်မူ၏အကျွန်ုပ်ကိုဘေးလွတ်စေခြင်းကကွယ်ကာဆောင်မတော်မူ၏ကယ်လွတ်ကြောင်းကိုဆိုသောတခြင်းနှင့်အကျွန်ုပ်ကိုချမ်းရံစေတော်မူ၏တင့်ကိုငါတုန်တင်မည် သင်သွားရမည့်လမ်းကိုပြညွှန်မည်သင်ကိုကြည့်ရှုပြုစုမည်ဉာဏ်ပညာမဲ့သောမြင်လာကဲ့သို့မဖြစ်နှင့်သူသည်သင်ထံသို့မချင်းကတ်သောကြောင့်ဗဇက်ကိုဇက်ခွန်၍ဇက်ကျိုးနှင့်ဆွေးရမည်မတရားသောသူသည်များစွာသောဒုက္ခကိုခံရ၏။ထာဝရဖျား၌ ကိုးစားသောသူကိုကဂယုနာတော်သည်ဝန်းရံတက်၏ဖြောင်းမတ်တော်သူတို့သာရဖျား၌ဝမ်းမြောက်ရွှင်လန်းကြတော့တဘောဖြောင်းတော်သူတို့ရွှင်လန်းစွာတခြင်းဆိုကြတော့33ခုမြောက်သောစာလံဖြောင်းမတ်တော်သူတို့သာရဖျားကိုအမိပြု၍ရွှင်လန်းစွာ တချင်းဆိုကြလော့ထောမနာပြုတ်ချင်းအကျင့်သည်တဘောဖြောင့်တော်သူတို့နှင့်ထိုက်တန်လျောက်ပတ်ပေ၏ဆောင်းတီး၍ထာဝရဖျားကိုချီးမွမ်းကြလော့ကျိုးဆယ်ပင်ရှိသောသူရိယာနှင့်ထောမနာတချင်းဆိုကြလော့ရှိတော်၌အတိတ်တော်တချင်းကိုဆိုကြလော့တဘူးမှုတ်ချင်းနှင့်တကား ตาญาสวาตีจาတော့เจ้าหมู่กาถาวรพญาอิနှုတ်กระบัดတော်ดีဖြောင့်မတ်ပေဤစီရင်တော်မူသည်မြတ်တော်အမှုတို့သည်လည်းတစ္ဆာတရားနှင့်ညီကြ၏ဖြောင်းမတ်စွာကြင်ချင်းနှင့်တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ၏ပထဝီမြေကြီးသည်သာဝရဘုရား၏ခြေဆုတော်နှင့်ပြေဝလျက် ရှိ၏ထာရဗျာဤနှုတ်ကပတ်တော်အားဖြင့်မိုးကောင်းကင်ကို၎င်းနှုတ်တော်အသက်အားဖြင့်မိုးကောင်းကင် တစားများကို၎င်းဖန်ဆင်းတော်မူ၏တမုတ်တရားရေကိုစုပုံစုဝေးစီတော်မူ၏နတ်နေသောတမုတ်တရားကိုလည်းလုံခြုံရာအရက်တို့၌တူထားတော်မူ၏ထာဝရဘုရားကို မြေကြီးတစ်ပြင်လုံးကြောက်ရွံ့စေလောကီနိုင်ငံသားပေါင်းတို့သည်ယိုတီလေးမြတ်ကြစေအကြောင်းမူကားထာဝရဘုရားမွတ်ဆို၍မွတ်ဆိုတော်မူသည့်အတိုင်းဖြစ်၏အမိန်တော်ရှိ၍မိန်တော်မူသည့်အတိုင်းတည်လျက်နေ၏ထာဝရဘုရားသည်တပါးအမျိုးသားတို့၏တိုင်ပင်ချင်းကို ပေတော်မူ၏လူစုတို့၏ကြံစီခြင်းကိုလည်းဖျက်ဆီးတော်မူ၏သာဝရဖျား၏ပြထန်းတော်မူခြင်းသည်ကာလအနတ္တနှင့်ဆိုင်၍စိတ်နှလုံးတော်၏ကြံစီတို့သည်တားစင်မြည်ဆက်အဆုံးတိုင်အောင်တည်ကြလိမ့်မည်သာဝရဖျားသည်အကျင်အမျိုး၏ဖျားဖြစ်၍ အကျဉ်လူစုကိုမိမိအမွေဥစ္စာဖို့ရွေးကောက်တော်မူ၏ထိုအမျိုးနှင့်ထိုလူစုသည်မင်္ဂလာရှိ၏ထာဝရဘုရားသည်ကောင်းကင်ဘုံကကြည်ရှု၍လူသားအပေါင်းတို့ကိုမြင်တော်မူ၏ခြင်းဝတ်တော်မူရာအရက်ကကြည်ရှု၍မြေကြီးပေါ်မှနေသောတတ္တဝါပေါင်းတို့ကို မှတ်တော်မူ၏သူတို့၏စိတ်နှလုံးရှိသမျှတို့ကိုဟန်ဆင်း၍သူတို့ကျင့်သမျှတို့အကျင့်တို့ကိုလည်းစင်ချင်တော်မူ၏ရှင်ဘရင်မြည်သည်ကားများစွာသောအလုံးရင်အဖြင့်ချမ်းသာမြတ်သူရဲသည်လည်းခွန်အားကြီးသောအဖြင့်ကယ်လွတ်ခြင်းတို့မရောက်မြင်းတော်လည်း ဘေးလွတ်ခြင်းမှုကိုမတတ်နိုင်ကြီးစွာသောခွန်အားဗလာနှင့်မကေမယူနိုင်ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့နှင့်ဂယုနာတော်ကိုခိုလုံသောသူတို့သည်တေဘေးနှင့်ကင်းလွတ်မီအကြောင်းအစာခေါင်ပါသည့်ကာလ၌အသက်ရှင်မီအကြောင်းသူတို့ကိုကြည်ရှုလျက်ရှိတော်မူ၏ ငါတို့ဤဝိညာဉ်သည်ထာဝရဘုရားကို မျော်လင့်လျက်နေ၏ထာဝရဘုရားသည်ငါတို့ကိုမဆတော်သူ၊ကွဲကားတော်သူ ဖြစ်တော်မူ၏။တန်ရှင်သော နာမတော်ကိုခိုလုံသောကြောင့်ငါတို့သည်ထာဝရဘုရား၌ဝမ်းမြောက်ခြင်းရှိကြ၏။အိုထာဝရဘုရားအကျွန်ုပ်တို့သည်ကိုယ်တော်ကို ကိုးစားဒီနှစ်အညီအချနှုတ်တို့အပေါ်မှာဂိယုနာတက်ရောက်ပါစေတော့အာမင်နားဆင်ပြေးသွားကြတော့ကျွန်တော်ယုံကြည်သူညီကိုမောင်မမိတ်ဆွေရဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေကိုနားဆင်နိုင်ဖို့ရအတွက်ကိုလည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားခေပေးပါအောင်လို့အထူးအနုညွတ် ောင်းဆိုချင်ပါတယ်ဟုတ်ကဲ့အားလုံးဘုမဖျားခင်ခောင်းချီပေးပါစေ